အားလုံးမင်္ဂလာပါကျမကတော့ Grade 10 Mathematics ကိုသင်ကြားပေးမယ်ဒီချက်ဒေါ်စုဆန္ဒဖြစ်ပါတယ်ရှင် Grade 10 Mathematics ရဲ့7.2 Grade or Cosine Function ကိုဆက်လက်သင်ကြားသွားမှာဖြစ်ပါတယ် အဲ learning organ အနေနဲ့ sin function ကိုသင်ကြားပြီးရတဲ့အခါမှာစာသင်သားတို့အနေနဲ့ cos function နဲ့ trigonometric concept တွေကိုသင်ကြားမယ်ပြီးွားလို့ရှိရင် periodic function ကိုလည်းသိရှိနားလည်သွားမှာဖြစ်ပါတယ်။ ရက်ဆော့ကိုဆိုင်ဖန်ရှင်ကိုစာပြောမယ်ဆိုရင် why go to causes အဲ့တော့မနေ့ကအတင်ထားတဲ့ဆိုင်ဖန်ရှင်လိုမျိုးပဲသူအရှိဆုံးမှာကြည့်လိုက်တော့ဘာလဲဆိုရင်1အဲ့ဒီ1ဒီ amplitude နေရာဖြစ်တဲ့1က amplitude period ကြတော့2ပိုင်းပိုင်း b b ဒီ cause 8801လေးပါဒါကြောင့်မလို့သူ့ရဲ့ period က2ပိုင်းပါ domain ကတော့ပုံမှန်ပဲ real number ထဲမှာရှိရဲဒါကြောင့်မလို့ r နဲ့ကိုစားပြု range ကတော့ consignment ဖြစ်ဖြစ် cost ပဲဖြစ်ဖြစ် sign ပဲဖြစ်ဖြစ်သူဒီဘယ်နဲ့ဘယ်ကြားမှာရှိလဲဆိုတော့ -1 နဲ့1ကြားထဲမှာပဲရှိရဲနော်အဲ့တော့အရင်ဆုံးပထမသင်ခဲ့ဘူးတော့ unit cycle ရဲ့အချက်တစ်ချက်ကိုစဉ်းစားမယ် cop 0ကဘယ်လောက်လဲဆိုရင်1 sin 0က0အဲ့တော့ဒီက cos ပိုင်းရှိဖြစ်လို့ cos 0 1ကိုပဲယူမယ် cos 0က1 cos ပိုင်းပိုင်း2က0 cos 0က1အဲ့တော့ cos 0ထည့်မယ်ဆိုရင်1ဒါကြောင့်မလို့ starting point ပေါ့အစမှတ်သည့်0ကောမ1ကိုရောက်သွားမယ်။အဲ့ဒီအနေမှာကျတော့နောက်တစ်ခုပိုင်းပိုင်း2ကိုထည့်ကြည့်မယ်။ cos ပိုင်းပိုင်း2သူ့ရဲ့အဖြေသည့်0ဒါကြောင့်မို့ဒုတိယမှတ်သည့်အေးစေးစစ်ပေါ်မှာတည်ရှိမယ်။ တတိယအမှတ်ပိုင်းကိုစဉ်းစားမယ်ပိုင်းဒီလဲဆိုတော့ cos 0လို့မျိုးပဲ cos ပိုင်းကလည်း minus 1ပေါ့ဒီဘက်က function တော့ cos ပိုင်းက minus 1ဒါကြောင့်မို့ပိုင်းကောမှာ minus 1ဒါဆိုလို့ရှိရင် maximum minimum point တွေကိုစဉ်းစားကြည့်မယ်0ကောမ1 minimum point ကကြတော့1ကောမ -1 another maximum point ဒီမှာနှစ်ခုရှိမယ်ဒီဘက်ကိုဆက်သွားလိုက်တော့2 pi 2 pi ကိုတွင်းလိုက်မယ်ဆိုရင် cos 2 pi က1 ဒါကြောင့်မလို့အနာသမက်ဆီမမ်ပိုင်းက2ပိုင်1မစီမံပွိုင်းနှစ်ခုရှိပြီးတော့မီနီမမ်ပွိုင်းတစ်ခုရှိသွားပြီ။မနေ့ကတင်ထားတဲ့အတိုင်း sign function နဲ့အတူတူပဲလှိုင်းထိတ်နှစ်ခုကြားထဲဟာကွာဝေးသည့် period ဒါကြောင့်မို့ period 2 by period 2 by ဖြစ်သွားမယ်။ အဲ့တော့ ace intercepts ကိုပြောကြည့်အောင် ace intercept ဆိုရင် y က0 0ဆိုတော့0ဆိုတော့ by by 2မှာ cos by by 2က0ဆိုတော့ by by 2က0နောက်တစ်ခုတစ်ပြက်လှည့်လိုက်ရင်3 by by 2က0 5 by by 2ကလည်း0ဒါဆိုရင် ace is ဘောက point နေလဲပြီးပြီ maximum minimum လဲပြီးပြီဆိုတော့ဒီ grade ရဲ့ positive by chain ကပြီးသွားပြီပေါ့ negative ဘက်ကို u မယ်ဆိုလို့ရှိရင်တော့လည်း တလိုင်းလေးဒီဘက်ကတစ်ဖက်လေးအသေးလေးပဲဆွဲလိုက်ရအောင်မယ်အဓိကတော့ starting point က01ကစာရင်ရပါပြီအခုတစ်ခုက grad of cosine function y equal to a cos b x အဲ့တော့ y equal to cos x ငငယ် compare လုပ်မယ် y equal to a cos b a ကို compare လုပ်မယ်အဲ့တော့ cos x ကနေဒီမှာ particle scaling ပေါ့ scale factor a ကိုသွားလိုက်လို့ရှင်သူကအရှိမ y equal to a cos b a အဲ့ဒီ b ကဘာလဲ horizontal scaling scale factor 1/b 1/b ကိုဒီဘက်မှာ equation မှာရေးရင် b8 အဲ့ဒီ a cos b a ကိုနောက်ထပ်တစ်ခါထပ်ရွှေ့မယ်ဘယ်လိုထပ်ရွှေ့မလဲဆိုရင် horizontal translation a unit နဲ့ရွှေ့မယ် vertical translation k unit နဲ့ရွှေ့ဒါဆိုရင် y equal to a cos b h minus h ပြီးတော့ k เนี่ยဘာလို့မလဲပေါင်းမယ်ဒါကြောင့်မို့သူ့ရဲ့ equation ဒီ y a cos b x minus h plus k ဒါဆိုရင် slide ကဘယ်လိုရွှေ့ညီလဲ y cos cos ကနေဘယ်လိုပြောင်းမလဲ a cos b a a cos b x ကနေ h minus h ကိုညှုံမယ်ပြီးတော့ k เนี่ยထပ်ပေါင်းမယ်ဒါကြောင့်မလို့ point ကို x ပိုင်းထည့်မယ်ဆိုရင် x ပိုင်း b comma a y x ပိုင်း b ကို h ပေါင်းမယ် a y ကို k ပေါင်းမယ် ။ဒီနေ့အဖြစ်ပြောရင် x coordinate ကို h ပေါင်းတာ y coordinate ကို k ပေါင်းတာပါ။ y equal to a cos b h အဲ့တော့ကို refraction saw is is သွားမယ်။ဒါဆိုရင်ဒီရှေ့က a ဒီ negative ဖြစ်သွားမယ် negative a cos b a ဖြစ်သွားပါမယ် y equal to a cos b h ပေါ့ဒါဆိုရင် amplitude က a b က period period ဆိုရင် 2π/b တူးပိုင်ပါဘီအဲ့ဒါကိုမှသူကငကိုနှောင်းဟာ cop 0က1ဒီမှာက a ဖြစ်နေရတဲ့အတွက်0 comma a ဆိုတဲ့အမှတ်ကစမယ်ဒါကြောင့်မလို့ဟာ x စနေထိတဲ့နေရာမှာပိုင်ပိုင်တူးပြီး0 maximum point ရကြတော့2ပိုင်ပိုင် b a မီနီမမ်ပွိုင်းဟာပိုင်ပိုင်ပြီး minus x intercept ဆိုတော့ y 0 0ညမဆိုတော့အထိထားတာကပိုင်ပိုင်2ပြီး03ပိုင်ပိုင်2ပြီး0မစီမမ်ပွိုင်းလဲဆိုတော့ example လိုမျိုးပဲ2ပွိုင်းထွက်ပြီးတော့မီနီမမ်ပွိုင်းဟာတစ်ပွိုင်းပဲထွက်ပါမယ်။သူက1အစားတွေမှာ a လေးရရောက်လာရဲ့သဘောပါ။အဲ့ example 5ကိုဆက်လက်ပြီးသင်ကြမယ်။ example 5မှာ draw the graph of y = 1/2 cos 2a y equal to minus 1 minus 2 cos 2အဲ့ဒီမှာမှ amplitude က1 minus 2ဒါကြောင့်မလို့ cos ကို0ပေးမယ် cos 0က1 cos 0က1ဆိုလို့ရှိရင်ဒီမှာ1 minus 2ထည့်လိုက်တော့0 comma 1 minus 2ဆိုတဲ့အမှတ်ကစမယ်ဒါဆိုရင်ကျေတော့အနောက်ထပ်တစ်ခုဘာကိုယူမလဲ0နဲ့ထည့်ရဲ့ x ရဲ့စက်ကအမှတ်ကိုယူအဲဆိုရင် pi min 4လေးယူကြည့်မယ် pi min 4 x တဲမှာထည့်လိုက်တော့သွားကျင်တော့ pi min 2 cos pi min 2ရဲ့အဖြေသည်0 ဒါကြောင့်မလို့0မှန်။ဒါဆိုရင်0တွေက5 by 4ဆိုရင်နောက်ထပ်တစ်ချိန်ကျရင်3 by 4ဒီမှာလည်း5 by 4ပေါ့တကယ်เนาะ။အဲတော့ maximum minimum point ကိုဆက်လက်ပြီးစဉ်းစားမယ်။ဒါဆိုရင် period ကဘယ်လောက်ရှိမလဲ။ period က2 by 2ဆိုတော့2 by 2ဆိုတော့ by ရှိမယ်။ by ရှိတော့ဂျာပိုင်းတစ်ခုနဲ့တစ်ခုဂျာထဲမှာ by 4ဒီမှာခြားလာပြီးသားဆိုရင်နောက်ထပ် by 4နဲ့3 by 4ဂျာထဲမှာရှိရသည် by 2 ကျွန်တော်ပိုင်ပိုင်2ဒီရဲမှာထည့်လိုက်မယ် cos ပိုင်ပိုင်2ထည့်လိုက်တော့2 2ညင်းခြေလိုက်တော့ cos ပိုင်ရပါမယ် cos ပိုင်ရဲ့အဖြေသည်1 1နဲ့1ပိုင်2နဲ့မြှောက်လိုက်တော့1/2ပဲဒါကြောင့်မလို့ပိုင်ပိုင်2កော်မှာ1/2ဒီမက်ဆီမမ်ပွိုင်းအောက်ကသူ့ရဲ့အောက်ခြေကမီနီမမ်ပွိုင်းဟာနောက်တစ်ခုအတွက်ပြောထားတာဒါ -1/2 အတွက်ပြောထားတာအဲ့တော့ဒီမှာပိုင်ပိုင်2កော်မှာ1/2ဒီ မစီမံပွိုင်းအောက်ကပိုင်ကိုအစားသွင်းလိုက်မယ်ဆိုရင် -1/2 ကမီနီမံပွိုင်းမှာအဲ့တော့ဒီ first dot line graph ဒီ1/2 cos 2a ရဲ့ graph ဖြစ်ပြီးတော့ dot line graph ဒီ -1/2 cos 2a ပါဆိုတော့ positive ကြီးအလုံးက negative negative က positive ချိန်သွားမှာပါ notes အရင်ကပါလဲပြောမလဲဆိုရင် y² a cos -bac A cos BS နဲ့အတူတူပါပဲ။အမ် grad of cosine function မူရင်းပေါ့ origin နဲ့ generalized function y equal to A cos B h minus h plus k ဒါဆိုရင် y equal to A cos BA ကနေပြီးတော့ horizontal translation h unit နဲ့သွားမယ်။ vertical translation k unit နဲ့သွားမယ်။ဆိုရင် h ကို x တဲကနေလာနှုတ် k ကလာပေါင်း ဒီလိုဆိုရင် y equal to a cos b x minus h plus k သူရဲ့ 5k ကလည်း original တိုင်းပဲ pi by 2b h လေးလာပေါ့မယ် y က k ဒီဘက်မှာလည်း3 by 2b h လေးလာပေါ့မယ် y က k ဒါဆိုရင် maximum point မစီမံဘက်မှာဆိုရင် h ပေါ့ h ဒီဘက်မှာ k ပေါင်းရမယ် a+ k ဒီဘက်မှာလည်း2ပိုင်းမှန် b+ h a+ k မီနီမမ်ပွိုင်းကြတော့ပိုင်းမှန် b+ h မိုင်းနပ် a+ k အဲ့တော့ပုံလေးကိုစဉ်းစားကြည့်အောင်ပုံလေးမှာเนาะပုံလေးမှာကသူက ရှေးက ASML fight တွေနဲ့အတူတူပဲဒါပေမဲ့ဘာကွာသွားလဲဆိုတာ minimum point ကိုကြည့်မယ် minor by min b plus h minor by min b က minimum မှာရှိမှာကို h ပေါင်းမယ်ဒီဘက်ကလည်း minus a က minimum မှာရှိမှာကို k ပေါင်းပါမယ် maximum ကြတော့ h ကိုဒီဘက်က ်ရေတော့ y coordinate ကိုခေထပ်ပေါင်းပါမယ်ဒါကြောင့်မို့သူရဲ့ notes အနေနဲ့မှတ်ထားကြမှာက cos x ကနေ a cos b ကိုချိန်ညာဆိုလို့ရှိရင်နောက်တစ်ချိန်ထပ်ချိန်ရမှာက a cos b h minus h plus k ကိုထပ်ချိန်ရမယ် h by by ကနေသွားစားမယ် h by b ay မြောက်မယ် h by o h နဲ့ပေါင်းမယ် ay ကိုအမြဲတမ်း k နဲ့ပေါင်းမယ် y coordinate ကို k နဲ့ပေါင်းပါမယ် အစမဲစစ်ကိုဆက်လက်ပြီးတင်ကြပါမယ်။ Draw the grass or wine equal to 2 cos pi by 3 express 1 plus v plus v the mid point mid line မဲ့ line မှာ amplitude ဒီရှေ့တုန်းက 2a period ကကြတော့ pi by 2 2 pi by b 2 pi by b r pi by 3ဆိုတော့ period က6ရသွားမယ်။ဒါဆိုရင် starting point ဘယ်ကစမလဲ။ x square to x plus 1ဆိုတဲ့အတွက် x square to minus 1 minus 1က starting point အစမယ်။ x square to 0 point ကိုစဉ်းစားကြည့်မယ်။ x square to 0 point ကိုစဉ်းစားကြည့်မယ်ဆိုရင်ဒီမှာက0 plus 1ဖြစ်တဲ့အတွက် cos pi minus 3 into 1 cos π/3 ဒီအဖြေက0.5ထွက်မယ်0.5နဲ့2နဲ့မြောက်လိုက်လို့ရှင်1 1+v က4ဒါကြောင့်မလို့0.1ဖြစ်မယ် minus 1ကိုထည့်မယ်ဆိုရင် x ကို -1 ထည့်လိုက်မယ်ဆိုရင် minus 1နဲ့ plus 1နဲ့ဆို0 cos 0က1 cos 0က1ဆိုတော့2နဲ့ plus 3နဲ့ဆိုရင်ဒီမှာက cos 0က1 2နဲ့ plus 3နဲ့ဆိုရင် သူ့ရဲ့ point က minus 1, 5ဖြစ်သွားမယ် minus 1 comma 5ဖြစ်သွားမယ်ဒီညာလေးမှာအခုစသောက်ချင်းဒီမှာ starting point minus 1 comma 5စသောက်တော့0 comma 4ပေါ့ လိုင်းဆွဲထားရပြ0.4နီးပါးလောက်ပေါ့။ဒါကြောင့်လဲဆို cos π/3 ရဲ့အဖြေဒီ0.5နီးပါးမလို့ဒီညာလေးမှာဒီလိုလေးဖြတ်သွားတာ။ဒါဆိုရင်ဂျာပိုင်းတစ်ခုနဲ့တစ်ခုဂျားထဲမှာဘလောက်กว่าမလဲဆိုရင် period 6ကို4နဲ့လာပြန်စား။4နဲ့လာပြန်စားတော့ဘလောက်ရမလဲဆိုတော့1.5။အဲ့ဒီ1.5ကိုလာပေါင်းရမယ်။ဆိုတော့ minus 1ကို1.5ပြောင်းပေါင်းလိုက်တော့0.5။နောက်ထပ်1.5ထပ်ပေါင်းတော့2။နောက်ထပ်1.5ထပ်ပေါင်းတော့3.5သွားမယ်။ ဒါဆိုရင် x coordinate ဒီအားလုံးရသွားပြီ။ y coordinate ကိုစဉ်းစားမယ်။ y coordinate ကိုစဉ်းစားတော့ amplitude က2ဆိုရင်2က positive 2လည်းဖြစ်နိုင်တယ်လို့ negative 2လည်းဖြစ်နိုင်တယ်။အဲ့ဒါနဲ့အမြဲတမ်းဘာနဲ့ပေါင်းမလဲဆိုရင် mid line နဲ့ပေါင်းမယ်။ 2+b ဆိုတော့5 2 minus 2+b ဆိုတော့1 minimum ပေါ့။အနည်းဆုံးက minimum အများဆုံးက maximum ဒါကြောင့်မို့ -15 က maximum 21က minimum အပိုင်းမှာ နောက်တစ်ခုသွင်းရင်လည်းဒီလိုပဲ25 maximum 55 maximum 51က minimum point ရရှိရယ်။ဒါကြောင့်မလို့5 key ရဲ့မှာဒီမှာထည့်ထားတဲ့ minus 15ဒီသူ့ထပ်တိုးထားတဲ့1 point ပဲပေါင်းတော့0.5ဖြစ်သွားတယ်0.5ကို1 point ပဲထပ်တိုးတော့2 3.5ပြီးတော့ထပ်တိုးမယ်5 ဒီကောင်လည်းစသောတော့ဒီပုံမှာထောက်ထားတဲ့ပုံတွေအတိုင်းပဲ 5K ကိုရရှိမှာဖြစ်ပါတယ်။ negative 2လည်းဒီပုံစံတိုင်းပဲဆက်သွင်းပါမယ်။ negative 2ဆိုလို့ရှိရင် negative 2ရဲ့ point ကိုဆက်လက်ပြီးသွင်းသွားရင်ဒီအဖြေရရှိမှာဖြစ်ပါတယ်။ ဒီပုံကတော့ရှေ့ကပုံကိုအကြီးချေထားခြင်းဖြစ်တယ်မစ်လိုင်းကဘလောက်ဒီမှာမက်ဆီမန်ပွိုင်းက minus 15ကဘလောက်မီနီမန်ပွိုင်းက minus 11မီနီမန်ပွိုင်က21 51မက်ဆီမန်က2555ပေါ့ and then ဆက်ဆွဲရတော့ရသေးတယ်ဒါပေမဲ့ grade ကတလောက်ပဲနှစ်ကွေးလောက်ဆိုရင်ရပြီ နှစ်ကွေးလောက်လိုင်းနှစ်ခုလောက်ဆိုရင်ရပြီလိုင်းတစ်ခုလောက်ဆိုရင်တော့မှန်တယ်လိုင်းနှစ်ခုလောက်ဆိုရင်ရသွားပြီဖြစ်တဲ့အတွက်ဒီနားလေးမှာပုံအလောက်စကေးနဲ့ပဲထားလိုက်မယ်ဒါဆိုရင် home one အနေနဲ့ခြေတော့ဆဲမိုင်2လေးကိုတွက်ပေးပါဆဲမိုင်2ဒီလည်းဒီ example ရဲ့ key ယူခြင်းနဲ့အတူတူပဲ5 key point ယူခြင်းနဲ့အတူတူပါပဲဒီနေ့တင်တဲ့သင်ခန်းစာလေးကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ပုံမှန်ပြည့်စုံတဲ့သင်ခန်းစာတွေ မေကွန်းအဖြေနဲ့မှတ်စုတွေကို Pandy Education Application မှာဆက်လက်လေ့လာနိုင်ပါတယ်